င်္ဂလာပါခင်ဗျာကျွန်တော်အောင်ပြည့်စ်ပါဆရာကြီးတကုံရှင်များရေးသားတဲ့ကောက်ကျစ်သူများရာသောလက်ဆိုတဲ့ဝိတုရုကလေးကိုဖတ်ပြပါရစေခင်ဗျာနားဆင်ကြည့်ကြပါဦးဖရိယကဘာစကြီးမဖြစ်ပေါ်မည်၃လနှစ်ခန့်ကကျွန်ုပ်ဒီဗမုံမြို့တွင်ရေမြူအင်စပက်တော်အဖြစ်ဖြင့်အမှုထမ်းခဲ့ရသူတဦးဖြစ်ပါသည်ထိုကောင်ကအင်္ဂလိပ်ဆိုးရလောက်အမှုထမ်းရခြင်းသည်ယခုခေတ်သို့ တော်လင်တော်သည့်လျောက်ကြီးမြင့်ခံရင်းမရှိပဲညီမပင်သက်စွန့်ကြိုးပမ်းအမှုထမ်းတော်လေအထက်လူကြီးများ၏စိတ်နှင့်အခက်မတင်သောအခါတခါတရံကျင်းမောင်းခြင်းကိုပင်ခံရတတ်လေသည်အချိန်မှာ1938ခုနှစ်ကဖြစ်၍ကျွန်ုပ်သည်ရေမြူအင်စပက်တာတယောက်ဖြစ်ခဲ့၏ကတံမြို့တွင်ဘေးအမြောင်များဖမ်းဆီးရမှုတစ်ခု၌တရခံများမှသက်သေမလုံလောက်သဖြင့်ကံအားလျော်စွာလွတ်မြောက်သွားလျား ထိုမှုနှင့်ပတ်သက်၍ရင်းမြူးမင်းကြီးကကျွန်ုပ်ကထူးကြွေလာတောင်းခဲ့၏ကျွန်ုပ်မှာငကူကားပဲမခံကျင်သောစိတ်ရှိသည့်လျောက်ချက်ချင်းအလုံးမှထွက်မြည်ဟုစိတ်နဲ့အောင်းမိခင်မိသို့တော်မြည်သည့်အလုပ်ကိစ္စမျိုးကိုမဆိုမစင်မချင်းအစိုးလင်စွာပြုလုပ်ကမှားယွန်းတဲ့ကြောင့်သည့်သည်ဖြင့်ဤအကြောင်းကိုအချို့မိတ်ဆွေများနှင့်တိုင်ပင်ရာနောက်ဆုံး၌အခွင့်လေးလာယူရန်အကြံပေးကြလေသည်ဤသို့ဖြင့်ခွင့်လေးလာယူ၍ရရှိပြီးနောက် ကျွန်ုပ်ဒီအားလက်တော့အချိန်များကိုမြည်စည်းနေနေဖြုံးရပါမည်နိဟု အကြံမျိုးမျိုးထုတ်ခဲ့ရာရှူလီချောင်းပြားတွင်ရှိသောနန်ခမ်းမြို့၏အရှိမြောင်မိုင်30ခန့်ဝေသောနေရာတစ်ခုတွင်ရွှေထွက်သောကြောင်များထွက်ကြောင်းထူနေရာမှလူသူအယောက်ပေါက်အလွန်နှဲပါ၍မြည်သူမှလည်းတွားရောက်ခြင်းမရှိကြောင်းယုံကြည်လောက်သောမိတ်ဆွေတယောက်ထံမှသတင်းကြားသိရသဖြင့်ဤကဲ့သို့မရောက်ဖူးသောရက်ဒေတာများကိုစွန်စားတွားရောက်ရန် ၎င်းဝန္ဒနာပါရင်ဆွေးရှိသည့်အတိုင်ထူနေရသူတော့ရောက်ရန်စိတ်ကိုပန်းဖြစ်လာ၏ဤကိစ္စ၌ပထမအရေးကြီးဆုံးချက်မှာမိမိနှင့်တူတွားရောက်မည်မိတ်ဆွေအဖို့ဖြစ်လေသည်လူတို့တွင်ခရီးတွားလာရ၌မိမိတွားပေါ်လာဘက်အဖို့မှာအရေးကြီးဆုံးဖြစ်ပြီလျှင်အကယ်၍ဒုက္ခများနှင့်မလွန်မကင်းသာပပင်းတွေးကြရသောအခါမိမိနှင့်လိုက်ပါသူ အဖို့သာလျှင်မိကူအားထားရဖြစ်ပေ၏လူသူမရောက်မပေါက်သော ကန္နာယခရီးတိုးကြီးမြမဲ့တွင် တတုမြတ်သွားရောက်ရှာဖွေရန်ကိစ္စမှာ လူအသောကိရိယာဒဇပလာများ စာရေးရိက္ခာများအဝတ်ထည်များပါအပြည့်စုံ ယူဆောင်သွားရမည်ဖြစ်၏တယောက်တည်းမသွားနိုင်ပဲအမှန်မင်းဖို့တယောက်လိုအပ်လာပေသည်သူပြည့်၍ကျွန်ုပ်မှာမိမိနှင့်တူကောင်းဖို့ဆိုးဘက်မိတ်ဆွေကောင်တယောက်ဖြစ်စီတက်နိုင်ကတပည့်ဖြစ်စီပရမဟုဇာရှာဖွေရွေးချယ်ရမည်ဖြစ်ရာ ကျွန်တော်တို့ယုံတွင်နှစ်နှစ်ကျော်မြတ်ပြတာအလုပ်ဖြင့်နေခဲ့သောကျွန်ုပ်ကအလုပ်ပေးသွင်းခဲ့သူမောင်တီလူဆိုသူအားနောက်ဆုံးရွေးချယ်ခဲ့လေသည်ကျွန်ုပ်သည်မန္တလေးမြို့၌နေစဉ်ထိုမောင်တီလူဆိုသူနှင့်တွေ့သည်ဖြင့်၎င်းမှာလောက်ကံမရှိကြောင်းကျွန်ုပ်လောက်တွင် အမှုထမ်းလိုကြောင်းအကြင်ကြင်ပြောဆိုခဲ့ရာ၎င်းမှာယူတာဖြောင်းမှန်လက္ခဏာရှိသည့်အပြင်စကားလုံးနေပါခြင်းမြည်သည့်ကိစ္စမျိုးကိုမဆူ ရဲရဲဝံ့ဝံ့ပြုလုပ်တတ်ခြင်းတို့ကြောင့်ကျွန်ုပ်ကအလုပ်ပေးခဲ့ခြင်းဖြစ်၏၎င်း၏အလုံးမှာမောင်တီလူဖြစ်၍နာမည်ဆန်းသလောက်လူဤပုံမှန်တရံမှာလည်းစံပြ၏၎င်း၏ခါတွင် အပူကြီးရှိ၍အလွန်ခါကုန်းသောသူတစ်ယောက်ဖြစ်သည့်ပြင်အသက်မှာ40ကျော်မြရှိပြီဖြစ်တော်လေအရက်မှာ9ပြည့်ထက်မကျော်လွန်ပြီဒီငယ်သော မျက်နှာရှိ၍ကြီးကန်းနှင့်တူသောမျက်စိလည်းရှိအလွန်မင်းစကားနှင့်သူတစ်ယောက်ဖြစ်တော်လေ ခိုင်းစီသည့်အခါများတွင်မင်းကြီးမညူညူစင်းမရှိဘဲအလုတ်ကိုယူသေးစွာ လုတ်တက်လေသည်။သူနှင့်တည်သူအပေါင်းတို့ကသူ့ဟာနာမည်ကိုခေါ်လို့မရှိဘဲခကုန်းကြီးဟု ခေါ်တွင်လေရှိ။အကြောင်းတက်ဆိုင်ပုံမှာထိုခါခကုန်းကြီးသည်အခွင့်အလာယူထားပြီးဖြစ်၍နောက်ထပ်လစာမဲခွင့်နှစ်လယူရန်ကျွန်ုပ်ကတိုက်တွန်းရ၏။ရွှေတက်ထုများကိုထိုရက်တွင် တွေ့နိုင်ကြောင်းကျွန်ုပ်ကိုယ်တိုင်ယုံကြည်ခဲ့သဖြင့် ဤအကြောင်းအရာများကိုခကုန်းကြီးကပြုတ်ပြရာ၎င်းမှာပထမ၌များစွာစိတ်မပါလှတော့လေကျွန်ုပ်သာအကယ်၍ဖူးတန်ကြောင်းများတွေ့ရှိကကျွန်ုပ်ကျေးဇူးခံစားရသည်များထောအကူ၎င်းအားပေးမိပြင်လောက်ဆောင်ငွေကိုလည်းယခုရရှိသောလကအတိုင်းကျွန်ုပ်ကပေးမိဖြစ်ကြောင်းအလုံးမှာပင်မကြီးစွာလုံးရမည်မဟုတ်ဖဲတော်လေသွားသလောက်သာပင်မကြောင်းပြောရာနောက်ဆုံး၌ခကုန်းကြီးသည်ကျွန်ုပ်နှင့်အတူလိုက်ပါရန်သဘောတူလေသည် ထိုအခါကျွန်ုပ်သည်တတုများရှာဖွေရတွင်အသုံးမမီဖြစ်သောကရိယာတစားပလာများလိုင်စင်နှင့်ကန်ဆောင်သောကျွန်ုပ်၏နှလုံးယူတနတ်နှင့်ရန်တောင်များအလုဝတ္တရာအရကန်ဆောင်ရမည် ကျွန်ုပ်၏ခြေလုံးယူတနတ်တလက်နှင့်ရန်တောင်များလူနှယောက်တို့တလဆာများသောစာရေးရိတ်ခါများစီဝါများအဝတ်ထင်များစသည်တို့ကိုဝေယူပြီးသော မောင်တီလူနှင့်အတူနန်းခမ်းမြို့သို့ထွက်ခဲ့ကြလေထူမြူကလေးမှာ တရုတ်ပြည်နေဆန်းနဲ့နီးကပ်စွာတည်ရှိသည်ဖြင့်ထိုအခါကမြန်မာကုန်သည်များတရုတ်နှင့်ရှမ်းကုန်သည်များတို့သည်ထူးမြူး၌တွေ့ဆုံကြပြီးလျင်အယောင်းဝယ်ပြုတ်ရကြသည်ဖြစ်၍ရောင်းဝယ်ဖောက်ကားမှုတွင်အတော်တန်စီကားထင်ရှားသောမြို့ကလေးတစ်မြို့ဖြစ်လေသည်ကျွန်ုပ်မှာထူးမြူးတွင်အသည့်ကျွမ်းမရှိသည်ဖြင့်ထမင်းဆိုင်ကလေးတစ်ဆိုင်တွင်တက်ခုကရှေ့သွားရမည်ခရီးကိုစီစဉ်ရတော်၏ထမင်းဆိုင်ကလေးတွင်နှင်းညင်းများတက်ခုပြီးနောက် ရွှေလီမြညာသူစံတက်ရန်လင်ငယ်ဒစင်းကိုဆန်ရှင်၏အကူအညီဖြင့်ငှားရန်ရရှိခဲ့လေသည် ကျွန်ုပ်တွားရောက်လိုသောနေရာမှာမြို့နှင့်ရှင်းမိုင်ငမ်းမြသာဝီသောနေရာဖြစ်၍ကျွန်ုပ်တို့အားထိုနေရာအထိလိုက်လံပို့သရမည်ဖြစ်သည်ဤကဲ့သို့လင်ငယ်ဒစင်းကိုငှားရန်ရရှိပြီးနောက်ကျွန်ုပ်လည်းလူအပ်သောစားရည်ရိတ်ခါတို့ကိုအနည်းငယ်များထပ်မံဝေယူပြီးတော့တဏီသောနက်နက်ဝီလီဝီလင်းအချိန်တွင်မြညာသူစံတက်ကြလေသည် ကျွန်ုပ်ဒီမိမိတွားရောက်မည့်နေရာကိုမြေပုံအကျန်းတစ်ခုရေးဆွဲယူခဲ့ရာလင်းငါမိုင်ခန့်ဆန်တက်မိသောအခါရွှေလီမြစ်သည်တဖြည်းဖြည်းကျင်းမြောင်း၍လာပြီးလျှင်ရေစည်းလက်လွန်တန်ခဲ့ပြီဖြစ်၍ခဲရင်စွာဆန်တက်ကြရလိမ့်နောက်တနည်းနဲ့မူပထမနေ့ကထပ်ပင်ဒုက္ခရောက်ကြရ၏ထူနေရနကရွှေလီမြစ်သည်ချောင်းငယ်ကလေးများသာရှိတော်သည်ဖြစ်၍ကျင်းမြောင်းသည်ထက်ကျင်းမြောင်းလာခဲ့ရာရေစည်းသည်လည်းအလွန်မြင့်သောကုမြင်များ တောင်ချားမြတ်မှစီးဆင်းလာရသည်ဖြစ်၍ယခင်ကလည်းနှစ်ဆပူ၍တန်လေသည်ထိုအခါကျွန်ုပ်တို့သည် လေကူလှုပ်ခတ်ရင်မသွားနိုင်ဘဲပဲကမ်းပေါ်မှနေ၍ကျူးများဖြင့်တလဲစီဆွဲ၍သွားကြရကုန်၏ဤကဲ့သို့ဆက်လက်၍နှမိုင်ခမ်းမြခက်ခဲစွာသွားကြပြန်သောကျွန်ုပ်၏မြေပုံရအနီးဆုံးသောလမ်းမှထိုနေရာမှဆင်း၍အရှိတ်သို့နှမိုင်ခမ်းမြဆက်သွားပြီးနောက်ထိုမှမြောက်ဆူးဆူးသို့သွားရန်ဖြစ်လေသည်သူပြည့်၍ကျွန်ုပ်တို့သည် ထူနေရ၌ပင်လီကူထားခဲ့ကြပြီးနောက်ယူမီယန်ရှိသောဝင်းစီစလွယ်နှင်းငယ်ကိုနှစ်ယောက်ဝင်းငှက်၏ထမ်းပြီးလျင်ထွက်ခဲ့ကြလေခရီးတံငယ်သွားမိလက်တော်ရှမ်းရွာကလေးတရွာသို့ရောက်ခဲ့ကြ၍ထူရွာကလေး၌ကျွန်တို့စီရင်မျက်နှာကောင်နှင့်ဝန်တင်ရန်လားတကောင်ကိုဝယ်ကြပြီးနောက်ကျွန်တို့လည်းရွာမမြောက်စုစုသို့ထွက်ခဲ့ကြလေသည်အလွန်နှသောတုံးများကို ဖြတ်တန်းကတနေ့ခီးမြသွားမိတော့ တိမင်များသည်တဖြည်းဖြည်းပား၍လာပြီးနောက်တဲထုရသောနေရာတစ်ခုသို့ရောက်လာကြ၏ထိုနေရာမှာမြောက်ဖက်သို့မြှော်ကြည့်သောအခါတဲပြင့်ပြီးသောခန္ဓာရလန်းသည်မျက်စိတဆုံးများရှိလေသည်သူပြည့်၍ကျွန်ုပ်တို့သည်ဒေါဆက်တွင်တွေ့ရှိသောချောင်းငယ်တစ်ခုမှရေများကိုကိုစီကုန်းကအားရအောင်တောက်သုံးပြီးလျင်ရေဘူးများတဲ့၌လည်းအပြည့်ထည့်ခဲ့ကြ၏အချိန်မှာຫນွေဥပောက်ဖြစ်သည်ဖြင့်ခရီးသည်များညာတာခြင်းမရှိသောနေမင်းသည် ကျွန်ုပ်တို့၏ဥကောင်းများပေါ်သို့ပူပြင်းသောအချိန်ကိုအစွမ်းကုန်လွတ်လျက်ရှိလေ။ညီများမှထိုရက်ဒေတာများတွင်တင်းများကိုဖြတ်၍သွားမှုဟန်လက္ခဏာရှိ၍ညီမဘုံ၌သွားရပြီတကယ်သူရှိတော်လေ။ညစွာခီးမတွန်လှကြ၏။ပူပြင်းသောတင်းများမှထွက်သောအခိုးငွေများသည်ကျွန်ုပ်တို့မျက်စိများကိုရိုက်သည်ဖြင့်မျက်ရည်များကြကုန်ကြ၏ကျွန်ုပ်တို့သာလီမဟုတ်မြင်းများသည်ပင်ထုံနီးတူခန်းစားကြရကုန်၏ ဒုတိယနေ့၌တခါမှမညှိညူသောကျွန်ုပ်၏တပည့်မောင်တီလူရင်လျင်မျက်နှာမကောင်းဘဲပြင်ញင်သောအမှုရာကိုပြလျက်ပြင်ကြပါသူဆရာရဲ့ဟုညှိတွားလျာကျွန်ုပ်ကအကျိုးအကြောင်းပြောပြပြီးလျင်အဘိစကားပြောရလေသည်ဒုတိယမြောင်နေ့၌ကတဲမြသည်တဖြည်းဖြည်းပွား၍လာပြီးနောက်ညီစီတဖြည်းဖြည်းမာ၍လာပြီးလျင်ကျွန်ုပ်တို့နှင့်မနီမွေတွင် တောင်ပူဇာကလေးများကဲ့သို့မနိုင်မမြင်ရှိနေသောတောင်ကလေးများကို စီတန်းလေးရဲ့တွေ့မြင်ကြရ၏ထိုတောင်မူစာကလေးများမှာမြောက်ဘက်ရှိတောင်တန်းကြီးမှာထိုးထွက်လျက်ရှိသောတောင်နာမောင်းနှင်ဆက်သွယ်လျက်ရှိထိုနေရာဒီကကျွန်ုပ်တို့၏မြေပုံအညွန့်နှင့်ပါသည့်အတိုင်ရွှေထက်သောကြောင်များရှိရာရက်ဖြစ်ကြောင်းသိသည်နှင့်များစွာဝမ်းမြောက်မိဤအကြောင်းကိုတပည့်မောင်တီလူအားပြောပြသောအခါကျွန်ုပ်ကနှခါသုံးခါထပ်၍ပြောသောအခါမှသာဥက္ကောင်ကိုညှိမှော်ရလေသည် ထိုတောင်မူစွာကလေးများရှိရမှာအရှိဘသူတဖန်မြှော်၍ကြည်ပြန်တော်ခရီးနှမိုင်ခံဝေသောနေရာအရှိစူးစူး၌စိမ့်လေသောတောအုပ်တစ်ခုကိုမြင်ရသည်နှင့်ကျွန်ုပ်တို့သည် ထိုတောအုပ်သို့ရောက်အောင်မြင်းများကိုနှင်ကြလေ၏ကျွန်ုပ်၏အကြံမှာထိုတောအုပ်၌အေးချမ်းသာရသောအရေးအာဝတ္တများကိုခူလုံပြည့်လျင်ချွေထွက်သောကြောင်များရှိရာတောင်မူစွာများသို့ပြန်၍ရှာဖွေရန်ဖြစ်လေသည်ဤကဲ့သို့စီစဉ်သည့်အတိုင်းကျွန်ုပ်တို့သည်တောအုပ်တွင်စခန်းချပြီးနောက် ညနေခင်းသူရောက်လက်တော့နေအေးစီနဲ့တပြိုင်နက်ကျွန်ုပ်တယောက်တည်းတောင်မူစာများတောင်မူစာများမှာတောင်မူစာများမှာတစ်ပင်များမပေါက်ဖဲတဲ့နဲ့ကြောက်ရိုးဆက်လျက်ရှိသည့်ဖြစ်၍ကျွန်ုပ်လည်းအကြီးဆုံးသောတောင်မူစာတစ်ခုကိုရွေးချယ်ပြီးလျှင်တောင်ကြီးဤပက်လက်တွင်အနှံပြလိုက်လံရှာဖွေလျက်ရှိလေ။နေဝင်ခဲ့ပြီဖြစ်တော်လေ လာရောက်အောက်တွင်ကျွန်ုပ်သည်မနေမနာကြိုးစားလျက်ရဲတင်းတက်လက်ဖြင့်ကြောင်များတူးဖို့ခွဲစိတ်ကရှာဖွေလျက်ရှိသည်ဖြစ်ရာနန္ဒာရီခင်းမြကြာလက်တော်ကြောက်တုံးတုံးကိုရဲတင်းဖြင့်ဖဲ့လိုက်ရာရွှေတက်ထုအမြောင်များပါသောကြောက်တုံးအပေကလေးတစ်ခုကိုရရှိလေသည်ထိုအခါကျွန်ုပ်၏ဝမ်းမြောက်ခြင်းမှာစာဖြင့်ရွေ့ရွေ့မပြနိုင်အောင်ဖြစ်ခဲ့သည်မှန်ပါ၏ရွှေများကိုတစ်သလုံးသုံးဆွေမကုန်နိုင်လောက်အောင်ရရှိပါကယခုလက်ရှိအစိုးရအမှုထမ်းအလုပ်ကို ချက်ချင်းစွန့်မြစ်တော်မူဟုအောက်မိမိသူပြည့်၍ကျွန်ုပ်လည်းရနိုင်သည်များသောရွှေကြောက်ခဲကလေးများကိုစူဆောင်းပြည့်လျင်လွေထဲတွင်ထွေ၍ထူညင့်ဖို့တွင်တော်လောက်ပြီဟုသဘောရရှိသည့်အတိုင်းစကန်းချရာတောအုပ်သို့ပြန်ခဲ့လေကျွန်ုပ်၏တပည့်မောင်တီလူမှာထူချင်း၌စားဝယ်တောက်ဖွဲများကို ပြင်ဆင်ပြည့်လျင်ကျွန်ုပ်ဟာစိတ်အားထက်သန်စွာမျိုးနေလိမ့်မည်ဟုအောက်မိမိတော်လေကျွန်ုပ်၏မျိုးလင်းခြင်းမှာအချီးအနှီးဖြစ်ခဲ့လေ ဘဲကြောင့်ဆိုတော့ခကုန်းကြီးမှာရွက်တဲ့တဲ့ကြီးအပြင်ဘက်နိုင်အစံသားအိတ်လျက်ကျွန်ုပ်ရောက်တော့ခါဟောက်တန်ကိုဝင်ကြရည်တိုးတော့ကျွန်ုပ်မှာစိတ်မဆိုးနိုင်ကြီးကျွန်ုပ်တို့ရှိခဲ့တော့အရာများကို၎င်းအားပြလို့ဤအကျိုးအကြောင်းကိုပြောပြလို့ဤတိုးနေကျွန်ုပ်လဲခကုန်းရဲ့ထားပါအောင်ွယ်ရွှေတွေတွေ့လာတဲ့ွယ်စသဖြင့်ကိုကိုလှုပ်၍နှိုးတော့ခါခကုန်းမှာမထားခြင်းထားခြင်းအနိုင်နိုင်ထပြီးတော့ ကျွန်ုပ်ပြသောရွှေခဲများကိုတမိတ်တို့တို့တောက်လျက်ရှိသောဖျောင်းနိုင်မိတွင်ကြည်လိခကုံးမှာပရမ၌လူချင်းမျက်စိမရှိပြီတကယ်သောမျက်နှာဖြင့်ကျွန်ုပ်ယူခဲ့သည့်ရွှေများမိမအဖို့တန်ကြောင့်မေးလျာကျွန်ုပ်ကငွေ9000ဘူးခန့်ထိုက်တန်ကြောင်နောက်တနေ့တွင်နှစ်ယောက်သွား၍ရှာဖွေမိစုကယခုတည်းနှစ်ဆရနိုင်မည်ထင်ကြောင်ပြောလေသည်ထိုအခါခကုံး၏မျက်နှာမှာတမျိုးတစ်ပုံပြောင်းလဲ၍သွားသည်ဟုကျွန်ုပ်ထင်မိ၏ သို့တော့ကျွန်ုပ်မှာ၎င်း၏မျက်နှာကိုများစွာအမှုမထားဘဲဘီစကုမုံအနေနဲ့အမေတ္တာတလုံးကိုမြင်ချက်စွာစားတော့ပြီးနောက်အိယာသူဝင်လေခကုံးမှာကျွန်ုပ်အိတ်တော့အခါများတွင်အိပ်ဖန်ဆောင်ရစမြည်ဖြစ်ကျွန်ုပ်လည်းထုံနေတွင်ယခင်ညီများကထဲမောပန်းခဲ့သည့်ဖြစ်၍ကောင်းမှုတွင်ကောင်းချလိုက်သည့်နှင့်တပြိုင်တည်းအိပ်ပျော်သွားလေညီများလောက်ကြောင်အိပ်ပျော်သွားသည်မသိရခြင်း ကျွန်ုပ်ဤကူပေါ်သို့အလွန်လေးလံသောအရာဝတ္ထုကြီးတစ်ခုဖိနေလိရဲ့အိယာမှလန့်လို့လျာကျွန်ုပ်မှမိမိတသက်တွင်ဤမြလောက်ထိတ်လန့်အံ့ဩခြင်းမဖြစ်ခဲ့ဘူးပေမျိုးလုံးများကိုဖွင့်ကြည့်လိုက်ရာခကုန်းကြီးသည်ကျွန်ုပ်ဤကူပေါ်သို့ခွဆီလျက်ကျွန်ုပ်ဤနှထင်ဤသို့လည်းဤဆက်ဆက်ရှိလာသောကျွန်ုပ်ဤခြောက်လုံးပြုတက်နဲ့ပြောင်းတယ်ဖြင့်တည်၍ထားသည်ကိုတွေ့ရလေသည်ငင်းငင်းဤဆရာအော်မယ်လုံမယ်များတော့မကြံနဲ့ ပေါ်ပေမဲ့လည်းဘသူမှကြားမယ်မဟုတ်ဘူးဒီတခါဆရာနဲ့ကြုံတဲ့နောက်ဆုံးတွေ့ခြင်းပဲမင်းတကယ်ပြောတာလားခကူရဲ့ဆရာစီကပစ္စည်းတွေယူပြီးပြေဖို့အသင့်မြင်ပြီးပြီဘာမှပြောစရာမလိုတော့ဘူးထို့နောက်ကျွန်ုပ်မှတောင်းမှန်တော့လေအကျိုးရှိတော်မူမဟုတ်ကြောင်းသိသည်နှင့်အကျိလျက်ရှိနေရာခကုံးနဲ့အသင့်ယူလာသောကျူးတချောင်းဖြင့်ကျွန်ုပ်၏လက်နှင့်ခြေများကိုကျင်းလေစွာ တုံ့နှောင်ပြီးနောက်ကျွန်ုပ်၏ထေရင်ပါသော မင်းနီယာကျော်ရွှေနာရီတလုံးနဲ့လက်စပူယူပြီးလင်တဲ့ပြင်ဘက်သူလင်းမြန်စွာထွက်သွားလိမ့်တခဏမျှကြားလက်တော့မြင်းထားရနေရာစီမှာတနက်တန်တစ်ချက်ကြားရသည်နဲ့ကျွန်ုပ်တို့ကကြံရှိမြင့်မြင့်တဲ့ကောင်ကိုကျွန်ုပ်မလိုက်နိုင်စီရင်အဆုံးစီရင်ခဲ့သည်ဟုတွေးထင်ရ၏ကျွန်ုပ်ထင်သည့်အတိုင်မှန်ကန်ကြောင်းကိုလည်းနောက်အခါတွေးရှိရလိမ့်သည်ခကုန်းကြီးသည်ကျွန်ုပ်၏ခြေတော်များကိုတင်းကျပ်စွာတုံ့နှောင်ထားခဲ့သည်ဖြစ်၍ ကျွန်ုပ်မှမလုံမရှက်နိုင်အောင်ရှိနေကြရာအဖုံမပါပဲခီးမသွားတဲ့ဟူသောသကပုံဒီပင်မားခဲ့ကြည့်ပြီးလောဟုအောင်းမိမိထို့နောက်ကျွန်ုပ်သည်တစ္ဆာမရှိသောခကုံးရဲ့အကြောင်းကိုအမျိုးမျိုးစဉ်းစား၍နေမိကျွန်ုပ်ကအလုတ်သွင်းပေးခဲ့ဘူးဒီကို၎င်း၎င်းငူကြီးပြက်လက်သည့်ခါများတွင်ကျွန်ုပ်ကထောက်ခံဘူးဒီအကြောင်းများကို၎င်းတစ်ချိန်တွင်အထက်ရာရှိတဦးကအလုတ်ထုတ်ပြမည်ဟုပြုရာ ျွန်ုပ်က၎င်းကအမတ်ခံ၍ထောက်ခံပြောဆိုသောကြောင့်ဘလုတ်ထုတ်ပြီးချင်းမခံရသည့်အကြောင်းများကို၎င်းစဉ်းစားမိ။တူတော်ဤကဲ့သို့စဉ်းစားနေကအချိန်သာလျှင်ကုန်တော့မည်လူလူမည်သည်ဆင်းရဲဒုက္ခနှင့်အကျဉ်းကျက်တွေ့ကြုံကအသက်တည်သည့်အထိလုံးလောက်ကိုမလျှော်ဘဲကြိုးစားမှသာထိုအကျဉ်းကျက်မှလွတ်မြောက်နိုင်မည်သူဖြစ်၍အချိန်ကုန်ခံ၍မဖြစ်တော့ပြီဟုကျွန်ုပ်အောက်မေ့မိပြန်၏အချိန်မှလမ်းမွန်းတက်ခြင်းလောက်ရောက်ရှိပြီဖြစ်၍ တစ်ခတ်မြန်မိုးထားသောကျွန်တို့တို့တဲ့ပြင်မှာကြည်လင်အေးမြသောလရောင်ကိုမြင်ရလျာကျွန်တော်လည်းမှောင်မိုက်သောတစ်ခတ်မြောက်အုပ်တွင်နေရခြင်းထက်ထိန်လင်းသောလရောင်အောင်တဲ့နေရခြင်းကပို၍စိတ်သက်သာရာရလိမ့်မည်ဟုထင်သည့်အတိုင်တဲ့ပြင်သို့ကိုကိုတဖြည်းဖြည်းလှည့်၍ထွက်လာကလေးတဲ့ပြင်သို့ရောက်သောအခါလာမင်းသည်မွန်းတဲ့ပြီဖြစ်၍လောကရတခုလုံးသည် နေ့အခါကဲ့သို့ကောင်းစွာမြင်နိုင်သည်ကို တွေ့ရ၏တဖြည်းဖြည်းတက်ခတ်လျက်ရှိသောလေသည် ကျွန်ုပ်၏အင်အားများကိုတိုးတက်စေပြီးတဲ့သူရှိတော်၏ကျွန်ုပ်လည်းပထမဦးစွာလက်မကျုပ်ကိုတဖြည်းဖြည်းဖြင့်အထုတ်လျက်ရှိဟာနိုင်ယူခက်မြကြတော့ခကုန်း၏လက်ရမှာမူလအတိုင်းပင်ရှိနေသည်ကို တွေ့ရ၏မိခါလည်းဖြစ်ပြန်ခွန်အားများကိုလည်းတက်နိုင်သည်များအသုံးပြုရပြန်ဖြစ်သောကြောင့်ဇီးကင်းကန်ရှိသောချွေးပေါက်တို့သည်ကျွန်ုပ်၏နှစ်ဖူးမှယူစည်းလျက်ရှိလေ၏ထိုနည်းညင်းနေကဟင်းများနှုတ်ရန် ခကုန်းကြီးသည်ထင်းမြောက်ကိုပေါက်ခွဲသည်ဖြင့်ကျွန်တော်လည်းထိုအကြောင်းကိုသတိရပြီလျင်မိဖို့နီးသူဂူဂူတဖြည်းဖြည်းလှင့်၍သွားပြန်ရာမိဖို့နီးတွင်ပစိန်တလက်ကိုကံအားလျော်စွာတွေ့ရသည်ဖြင့်ကျွန်တော်မှလွံ့မြောက်ရပြီတော့မည်ဟုအတိုင်းမသိဝန်တာမိထို့နောက်ကျွန်တော်လည်းပစိန်ရိုးကိုပါဇက်ဖြင့်ကပ်၍နေသားကြဖြစ်အောင်ပြုလုပ်ပြီးတော့လက်မကျုပ်ကိုပထမဦးစွာဖြက်လျာနိုင်ဝက်ခမရကြတော့ခါကျူးမြပြုတ်သွားလေ ကျွန်ုပ်ဤဝေဆန်းမြတ်မှာလဲချွေးမြဖြင့်ရွှေရွှေဆိုလျက်ရှိကုန်၏ကျွန်ုပ်လည်းအနောင်ဖွဲမှလွတ်ပြီးဖြစ်၍မြင်းများထားရနေရသူတွားရောက်ကြည့်ရှုသောအခါကျွန်ုပ်ထင်မြင်သည့်အတိုင်ကျွန်ုပ်၏မြင်မှာ သေးနေပြီလျင်ဝန်တင်သောလာကလေးလည်းမရှိတော့ကြ၏ထို့ပြင်ရည်ဘူးနှင့်တကွရွှေကဲကလေးများထည့်ထားသောလွေအိတ်သည်လည်းပျောက်ဆုံးလျက်ရှိသည်ကိုတွေ့ရလေသစ္စာမရှိသောကျွန်ုပ်၏အဖို့သည်ကျွန်ုပ်၏ရှိစုမဲ့စုပစ္စည်းအလုံးကိုယူ၍ထွက်ပြေးကြည်ပြီး ပရမ၌၎င်းပေါ်တွင်လက်စားချီလိုလာသောစိတ်များပြင်းထန်လျက်ရှိ ထို့နောက်ကျွန်တော်လည်းတရားနှင့်ဆင်ခြင်လျက်ဤလူပြည်တွင်ဆင်းရဲခြင်းနှင့်ချမ်းသာခြင်းတို့သည်တလဲစီလာ၍လူများတိုက်ခိုက်တတ်ခြင်းသည်တဘာဝဓမ္မရာဓိဟုသောဖြစ်တတ်ပြတတ်သည့်သဘောတရားများသာဖြစ်ကြောင်းဖြင့်မိမိစိတ်ကိုဖြေရလိမ့်သို့သောယုတ်ရည်ဖြေ၍ကမရခြင်းဤကဲ့သို့ပြုလို့ရမည်ကိုစဉ်းစားလျက်ရှိရာ အိန္ဒိယတွင်အချင်းကုန်ခံရနေရန်လည်းမသင့်လျော်လူနေအိမ်ကြီးရှိသောအနည်းဆုံးရွာတစ်ခုသို့အမြန်ဆုံးသွားရန်ရှိတော့သဖြင့်ကျွန်ုပ်လည်းပခုံးမော်တွင်လေလံသောပစ္စည်းများကိုသာယူခဲ့ပြီးလျင်ထိုနေရာမှထွက်ခဲ့လေခကုံးကြီးသွားရာလမ်းစားကိုကျွန်ုပ်သည်ခြေရခံ၍လက်ခဲ့ရာမြင့်ခွာရံများသည် တောင်မူဆိုင်များရှိရဘက်သို့မသွားဘဲအနောက်ဘက်သို့သွားကြောင်းတွေ့ရသဖြင့်ထိုလန့်အတိုင်းလက်ခဲ့လေခကြီးသုံးမိုင်လောက်ရောက်ရှိပြီးနော် ကျွန်တော်မှာအတော်တော်ဝင်မိုးပန်းလျက်ရှိရာတခါတည်းရန်ခြေများကိုဝင်မသေးခြင်းလောက်အောင်ရှိတော်၏သို့တော်ဤများလောက်ယုံကြည်စိတ်ချခဲ့သောတပည့်တယောက်ကကျွန်ုပ်ပေါ်တွင်ယခုကဲ့သို့လက်တလုံးချများလှည့်ပြား၍သွားသည်ကိုအခံရခက်လက်သဖြင့်ကျွန်ုပ်လည်းအာသွန်ကျူးပန်း၍သွားလေ၏ခရီးသွား၍မိုးပန်းလေလေခကုံးပေါ်၌လက်စားချီခြင်းစိတ်များပြင်းထန်၍လာလေလေဖြစ်တော်၏အလွန်မိုးပန်းသောအခါများတွင်တစ်ထောက်တနားများနားနေ၍ မွန်းကျွအနေငယ်ကိုကြ ጋ ကြရဝါပြည်လျင်ရေတကြိုင်နှစ်ကြိုက်ဖြင့်ကြက်ချလာရ၏ဝင်လူစဲဖြစ်သောလာတချမ်းဘဲကလေးသည်လွင်ဒီကောင်ခန္ဓာရပေါ်သို့မှုံမွားသောအယောင်အဝါဖြင့်တာလျက်ရှိရာကျွန်တော်လည်းမြင့်ခွာရာများကိုမျက်ချိမပြတ်ဖဲတရွရွရှိသူသွားလျက်ရှိလေလာမွန်းတဲ့ချိန်ကြော်လွင်၍နှစ်နာရီကျော်ကျော်များသွားမိသောအခါကျွန်ုပ်မှခြေကုံလက်ပန်းကျလာပြီဖြစ်၍ရှိသူဆက်လက်မသွားနိုင်တော့ဘဲရောက်ရမယ့်နေရာ၌ပင်ထမ်းချလိုက်မိ၏ ထို့နောက်ကြောက်တုံးတုံးကိုခေါင်းအောင်ကတခါတည်းအိပ်ပျော်သွားလိတော်ဤမြများလောက်အိပ်ပျော်သွားသည်ကိုကမသိရခြင်းကျွန်ုပ်မှာနောက်မှခကုန်းကြီးကလိုက်သည်ဖြင့်သဲကဏ္ဍရတစ်ခုတည်းတွင်ခြေကူအနန္တိုင်သေး၍ထွက်ပြေးရသည်ဟုအိမ်မက်မက်ရမှယုတ်ရက်လန့်လို့သည်ဖြင့်တောင်မြောင်လေးပါးကိုကြီးချုပ်ပြီးလျင်ထိုခါမှကောင်းစွာသတိရလာတော်ဤကျွန်ုပ်ဤနာဤမှာခကုန်းကြီးယူသွားပြီဖြစ်၍အချင်းကူအတိအကျမသိရတော့လေ အရှိဘက်ကောင်းကင်မှာအောက်ခြေတွင်နေရ၍အလင်းရောင်များပြေးလာပြီးကိုမြင်ရသဖြင့်နေရယုံတက်ခြင်းသို့ရောက်လာပြီဖြစ်ကြောင်းသိရလေသည်တဖြည်းဖြည်းလင်းရလာပြီဖြစ်၍ရင်းချီရများနှင့်နောက်မှလာကလေးချီရများကိုယခင်ကတဲ့ဂူဂူပြပြမြင်ရတော်၏ဤသို့လေးပါးလုံးငတ်မြသွားမိသောအခါချီရများသည်နောက်ဖက်သို့သွားလျက်ရှိရမှာယုတ်တည့်ရ꿰ပြီးလျင်တောင်ဆူးဆူးသို့သွားပြန်သည်ဖြင့်ကျွန်တော်လည်းထိုလန့်အတိုင်းလိုက်ရပြန်လေ၏ ထိုနေရာမှာနန်းခမ်းမသူသွားသောလမ်းတစ်ခုဖြစ်ကောင်းဖြစ်ပေမည်။ညီမလည်းအဝါနုမှအပြာရောင်တို့တဖြည်းဖြည်းပြောင်းလဲလာသည်ကိုသတိပြုမိ။ကျွန်ုပ်၏ရှေ့လဝဲဘက်စီ၌အတော်တန်ဆင်းလန်းစုပြည်စွာပေါက်နေသည်တောအုပ်ကလေးကဲ့သို့တပင့်အုပ်စုတစုကိုမြင်ရလျာခြေရာများသည် ထိုတောအုပ်စီသို့ရှိရှိသွားနေသဖြင့်ကျွန်ုပ်လည်းထိုခြေရာများသွားသည့်အတိုင်းတည်ရသွားလျက်ရှိလိမ့်။သို့သောတောအုပ်ကလေးသို့ရောက်ရန်ကကျွန်ုပ်ရှိတမိုင်ခမ်းမြဝီးသည် ထိုအချိန်တွင် နေသည် အတော်မြင့်လာပြီဖြစ်ရာခရီးသွားသည်မှာလည်းယခင်ကတည်းမိုးပန်း၍လာတော်၏သို့သောဆေအားထက်သန်လာသည်ဖြစ်၍တချိန်ချင်းတောက်ပလျက်ရှိသောနေဘူးကျဲကျဲတွင် အပြာနုယောင်သေးများပေါ်၌ကျွန်ုပ်သည်လက်တကောင်ဤသွားခြင်းဖြင့်တွေ့၍သွားလျက်ရှိလေသည်တမန်များခရီးမှာလက်ဆက်လန်းဆန်းစွာရှိနေသောလူတစ်ယောက်အတွက်15မိနစ်မိနစ်30မြတ်သာသွားလျင်ရောက်နိုင်တော်လေ ျွန်ုပ်မှာထိုသစ်မင်ဥကလေးရှိရာတောဆက်သူတဏှာကြီးကံကြာမှရောက်ရှိလာတော်၏ရေဘူးတွင်ရေကုံရေးသွားပြီဖြစ်၍ရေငှက်လိုက်ဒီမှာလဲပြောเสียရမရှိချေကျွန်ုပ်၏လေချောင်းများမှာတံမူချောင်းဖြင့်ရှူထားပြီးတကယ်သူရှိနေ၏ကျွန်ုပ်သည် နေရေးရှိရာစိမ့်လန်းသောချုံမူကလေးတစ်ခု၏အကွယ်တွင်မြေပေါ်သို့ထိုင်းချလိုက်၏မြင့်ခွာရံများမှာကျွန်ုပ်ထိုင်းနေသောနေရာရှိ မနီမွေးမှာတစ်ပင်ကိုအလဲစီသူရှေ့ရှုသွားလျက်ရှိသည်ဖြင့် ကျွန်တော်လည်းတခဏမျှမောပန်းဖြည်ပြီးလျင်ထူချီအမြတ်တော်သူဆက်လက်လိုက်သွားလေထူနေရ၌မြည်သည်အပြန်လူရောင်နှင့်ရှင်စည်းများရွတ်ဆက်ထားသကဲ့သို့ခမမန့်ဖြစ်၍လာပြီးလျင်အချို့နေရာတွင်စွတ်စွတ်ထားမှန်းသည့်အရေးလက္ခဏာနှင့်တကွအချို့နေရာများတွင်ရှုံ့ပွက်နုံအိုင်ကလေးများကိုပင်မကြာခဏတွေ့မြင်ရလေသည်ထိုကပုံဝင်ခြင်းနဲ့ကွာတစ်ပင်များကြီးရေအာဝသားကြောင့်နေယူပူရံကိုများစွာမခံရတော့ပဲ အတန်ငယ်တက်တာ၏လာတကဲ့သို့ထင်ရ၏ထိုအခါကျွန်ုပ်သည်ဦးစုခေါ်ဆွန်ဘလုံမင်းနှင့်ရေတွင်းများကိုမြင်သောခီးသွာကလအုပ်တကောင်ကဲ့သို့ခြေလမ်းများသည်လည်းမောပန်းသည်ကိုသတိမရနိုင် တော့ပဲကျဲသည်ကျဲကျဲ၍လာခဲ့လေ၏ရှိသူဂိုက်30ခန်းဆက်လက်သွားမိသောအခါအချို့နေရာ၌ရေစားရင်နာကလေးများဝင်တွေ့ရသဖြင့်ထိုတော့ကလေးတွင်ချောင်းငယ်သော၎င်းရေအိုင်းသော၎င်းရှိတဲ့ညာဤဟုအောင်းမိမိ ရှိသူအတန်ငယ်ဆက်လက်သွားမိပြန်သောအခါအချို့နေရာတွင်ရှုံနေတူသောမြေများမှာ အတော်ဝင်ပြော့သည်ဖြင့်ညင်းနှင့်လားကလေးတို့၏ခွာရများသည်နှဆိုင်စွာထင်လျက်ရှိခကုံးသည်ထိုတော်ဥကလေးတွင်ရှိ ရေရှိရာရေအိုင်သို့မဟုတ်ချောင်းငယ်စီသို့သွားကြောင်ပူး၍ထင်ရှားလာ၏ရှေ့မနီးမွေး၌အတော်တန်ကြီးသောတပိမြင့်မြင့်များကိုလည်းမြင်ရလျာတော်ဥကလေးမှာအတော်ဝင်စူပြေတာရသောနေရာဖြစ်ကြောင်တွေ့ရှိရလေသည် ရှေ့သူဂိုက်တရားများဆက်လက်သွားမိတော့ခါမြည်သည့်ရခင်ကားတဲ့ပြုတ်၍လာသည်ဟုထင်ရပြီလျင်ကျွန်ုပ်လျှောက်လာသောနေရာ၌ဝဲရတစ်ဖက်တစ်ချက်တွင်ရေဦးငကန်ဦးစည်းကန်ရှိဘွားအိမ်များကိုမြင်ရ၏အပေါ်ယံမြေမှာရွှွန့်နှင်ပြားများကိုရိုးဆက်၍ဖျော်ထားပြီးတဲ့သူရှိနေ၏ရွှေဘုံနယ်ထပ်ပိုင်းများတွင်ရွှွန့်နှံကဲ့သို့နဂါကျွတ်တွင်များရှိကြောင်းပြည်ရာဒေသတို့၌လည်းအလားတူနဂါကျွတ်တွင်များရှိကြောင်း ယခင်ကကြားဘူးသဖြင့်ကျွန်ုပ်လည်းဤအကြောင်းများကိုပြန်၍သတိရပြီလျင်တောတောင်ရင်မြေနေထားကိုကြည့်ရှုရခြင်းအဖြစ်ကျွန်ုပ်မြင်ရသောနွန်ပွက်များမှလည်းထူးတွင်းများပင် ဖြစ်တတ်ရဤဟုကျွန်ုပ်တွေးမိ၎င်းจิตတွင်များတဲ့သူအမှတ်မဲ့ဆင်းမိသောအခါရှုနှင့်နှုံများသည်အောက်သို့နှက်ဆိုင်စွာ ရောက်သည်အထိစွန့်ငင် ဆုပ်ယူသွားတဲ့သဖြင့်လူကိုမဆူထားပြုံးတိရစ္ဆာန်များစီပင်နှုံမြအောင်မတက်နိုင်ကြောင်းဖြင့်ကျွန်ုပ်ကြားဝီ၏ တို့နဲ့ကျွန်ုပ်လည်းထူပွားအိမ်များကိုသတိဖြင့်တက်နိုင်သမျှရှောင်ရှားသွားရ၏ကျွန်ုပ်လျှောက်လာခဲ့သောဂုံကျော်ကလေးတစ်လျှောက်မှာသဲမြင့်များဖြစ်တော်လဲအတန်ငယ်မြေမာပြီးလျင်လက်ရပန်းနိုင်မှုပွားအိမ်များကိုတွေ့မြင်ရ၏ရှေ့သူပီဒီယာကန်သွားမိတော်အခါအတန်ငယ်မြေပြုတ်၍လာပြီးလျင်မြင်းနှင်လားချီရများကိုဆက်လက်တွေ့ရပြန်သဖြင့်ခကုံးဒီထူလမ်းမှာဖြစ်တဲ့သွားကြောင်ပူမှုထင်ရှားလာ၏ထူနေရာမှာရှိသူ ခြေလန်းဆေလန်း၅လန်းခန့်မြတ်သွားမိတော့ခါဂုံကြောကလေးတစ်ခုဆက်၍တွေ့ရပြန်ရာညီမသဖြင့်မြင်းခွာရများတဖန်ပြောက်သွားပြန်လေတို့ရှိစဉ်ကျွန်ုပ်၏ရှေ့မနီးမွေးမှညည်ဤတန်တန်ကြားလိုက်ရသဖြင့်ကျွန်ုပ်လည်းအံ့အားသင့်၍သွားမိထူနေရမျိုးတွင်အခြားခီးတဲ့များရှိနိုင်မည်မဟုတ်ပဲခကုံး၏မြင့်မြင့်ဖြစ်တဲ့ညာ၏ခကုံးသည်ကျွန်ုပ်လိုက်လာသည်ကိုသိသည့်ဖြင့်ကျွန်ုပ်ဟာတိုက်ခတ်ရန် ပုံအောင်နေခြင်းပင်ဖြစ်လေသလိုကျွန်ုပ်တွင်ထင်းခွဲသည့်ရရင်တလက်သာလက်လက်ဖြစ်ဖြင့်ပါရှိ။သူနှင့်ကျွန်ုပ်လည်းအကယ်၍တိုက်ခက်ကခုခံနိုင်ရန်ရရင်ကိုအသင့်ကန်ဆောင်ကတလန်းချင်းရှိသူတူ၍သွားလေ။ထူနေရ၌မြေမာကွန်ကျိုးကလေးသည်ကွေ့၍သွားသဖြင့်ထိုအကူလေးကိုလုံမိသည်နှင့်တပြိုင်နက်ကျွန်ုပ်ရှိခြေလန်းတရာခန်းများကွာတွင်ထော်ဆောင်ခဲ့ကြည့်သစ်ပင်တစ်ပင်တွင်ချီနှောင်ထားသည့်ညင်းနှင့်လာကလေးကိုမြင်လိုက်ရ၏။ မြင့်သည်ကျွန်ုပ်လာသည်ကိုသိသည့်လက္ခဏာဖြင့်ကြေလောင်စွာတစ်ချက်မြည်ကြီးလိုက်ရာလာကလေးမှလည်းကျွန်ုပ်ဟာစီးကျူနှုတ်ဆက်ကဲ့သို့တစ်ချိန်နှစ်ချိန်မြခုံပေါက်မြည်ကြီးလိုက်၏ခကုံးငူကအရေးရောင်များမတွေ့မြင်ရချေကျွန်ုပ်သည်မြင့်နှင့်လာကလေးရှိရသို့ခတ်တုတ်တုတ်လျှောက်လာခဲ့၏အနည်းသူရောက်သောအခါမြင့်နှင့်လာကလေးအားတွေ့၍တစ်ပင်၌ချီထားသည်ကိုတွေ့ရ၏၎င်း၏ဝမ်ဘက်ကျိုး၌လည်းကျွန်ုပ်၏နှလုံးမြူးတဲ့နက်ကိုချီထားရာ ခြေလုံးသူတဲ့ကလေးမှမူသူဤကိုယ်တွင်ပါ၍သွားဟန်တူ၏ရှေးစာကလေးများထည့်ထားသောလွေကလေးမှလည်းသူ၏ထုံများနှင့်အတူရှိနေ၏ပဝန်းကျင်တွင် ချုံမုံများမရှိပဲလမောင်းခန့်ထွာဆိုင်ခန့်တစ်ပင်များသာရှိ၏ပုံအောင်ရန်နေရာဟူ၍ကမတွေ့ရကြေသို့သောကျွန်ုပ်သည် ကုန်းကျုပ်ကလေးလက်ဝဲဘက်သို့လှမ်း၍ကြည့်လိုက်ရာအိမ်တခန်းစာတာတာခန့်များကျဉ်းဝန်းသောဘွားအန်ကြီးကိုတွေ့ရ၏ထိုဘွားအန်၏အလဲမှာ ဒရောင်တသာကမြရှိသောလူဤလက်တစ်ဖက်သည်အပေါ်သို့ထွက်လျက်ရှိသည်ကိုအံဩစွာတွေ့မြင်ရလေစစ်စစ်ဆက်ဆက်ကြီးလိုက်သည်ပင်ဒုက္ခလာသောလမောင်းကြီးကို၎င်းလမောင်းကြီး၌စီးနီဖြင့်ထိုးထားသည့်မိမရုပ်ကို၎င်းမြင်ရသည်ဖြင့်ခကုံး၏လက်ရဘက်လက်ကြီးဖြစ်ကြောင်းသိရ၏ထိုခါမှကျွန်ုပ်လည်းအဖြစ်အပျက်အမှန်ကိုကောင်းစွာသိရှိနားလည်လာတော်၏ခကုံးသည်နန်းခမ်းမတူဤတော့အုံမှဖြတ်၍အသွားရေလုံငတ်သည်ဖြင့် မြင့်နှင်လာကလေးကိုသစ်ပင်နာချီနှောင်ပြီးလျင်ငကားကြည့်ဘွားရင်အနည်းသူရေတောက်ရန်ဆင်းသက်ခရင်ဖြစ်ရမည်ဘွားအိမ်မှာရေများမှာ အနားတွင်နောက်ကြည့်လျက်ရှိတော်လဲအလယ်၌မူကြည်လင်လျက်ရှိသည်ဖြင့်ရေကြီးကိုတောက်လို့သည်ဖြင့်ဘွားအိမ်လေသူရောက်အောင်ဆင်းသက်ခရင်တူ၏ထိုအခါငကားကြည့်တွင်လေသူရောက်လာ၍သင်းတို့များတွင်သူကျွန်းကပောက်သူတဖြည်းဖြည်းနင်းမြုပ်သွားဟန်တူ၏ခကုံးကြီးလက်မှာအတန်ငယ်လှူရှားလျက်ရှိနေသည် ကျွန်ုပ်ဆင်းနိုင်ပါအောင်မည်လို့ယခင်က၎င်းအဖို့တွင်လစားချီလိုသောစိတ်များပြင်းထန်လျက်ရှိခဲ့သည်မှန်တော်လေယခုကဲ့သို့စင်နေလုံးမချမ်းမြေဝယ်ရင်နာဝယ်ဖြစ်ပြများကိုမြင်ရသောအခါကျွန်ုပ်မှယူကျုံးမရဝန်းနေမည်ရန်သူပြင်ဖြစ်လင်ကစားဤကဲ့သို့ဒုက္ခမျိုးနှင့်တွေ့ကြုံရနေသည်ကိုကျွန်ုပ်မကြည့်ရနိုင်ချေခကုံးသည်ကျွန်ုပ်၏မြင်မှကျူးဝီကိုဖြုတ်ယူသွားသည်ဖြင့်ကျွန်ုပ်လည်းသူ၏အထုတ်တွင် တွေ့ချီထားသောကျူးဝီကို ကြရကြရဖြုတ်ယူပြီးလင်သူဤလက်ကိုမိအောင်ဂွင်းပြင်ပြည့်၍ဆွပြီးနောက်တအားကုန်ဆွေးယူလေသို့တော်အချီနီးပင်သင်းလုံးမြောက်သူတဖြည်းဖြည်းနင်းမြုပ်လျက်ရှိသော သူဤခန္ဓာကိုယ်ကြီးကိုမြည်သည့်အနေနဲ့မှကျွန်တော်ဆွေးယူခြင်းကမတတ်နိုင်ပြီရှင်ညွန်များဘုသူတရောင်ငန်းပေါ်လျက်ရှိသောလက်သည် အောက်သူတလက်မထက်တလက်မတွေးရွေကြဆင်းလျက်ရှိလျာကျွန်တော်လည်းတစ်ဖက်သောကျိုးစာကို မြင့်ချီသောသစ်ပင်နာခြီထားလိုက်ရတော်၏မြင့်မော်သူကျွန်ုပ်တက်မိသောအခါခကုံးဤလမှာလက်ချောင်းကလေးများသာကျွန်ုပ်ဟာနောက်ဆုံးနှုတ်ဆက်သည့်နေဖြင့်ကြံ့ရည်ပြီးနောက်ကျွန်ုပ်ထွက်လာသောအခါ၌ကသင်းနှုံမြောက်တွင်တခါတည်းပျောက်ကိုရီသွားတော်၏နန်ခမ်းသူရောက်သောအခါကျွန်ုပ်လည်းရဲဌာနသို့ကျွန်ုပ်၏ဖြစ်ပင်များနှင့်တကားခကုံးရဲ့အကြောင်းကိုသွားရောက်တန်ကြားလေ၏နောက်တနည်း၌ပင်ရဲမှုတစ်ယောက်နှင့်ရဲသားနှစ်ယောက်တို့သည် ထူနေရသူမြင်းများဖြင့်တွားရောက်ကြည့်ရှုရာကျွန်ုပ်ကလမ်းပြဖြစ်ဖြင့်လိုက်ပါသွားရ၏ခကုံးနှမြုပ်သွားသောငကပွအိမ်သူမဟုတ်ငကားကြည့်တွင်သူ ရောက်သောအခါတပင်းရင်တွင် ပြတ်ထွက်လျက်ရှိသောကျိုးစာကူသာကျွန်ုပ်တို့တွေ့ရတော်၏ရဲမှုသည် ကျွန်ုပ်ပြော့ပြသည့်အတိုင်းမှန်ချောင်းယုံကြည်သည်ဟုမှတ်ချက်ရေးသားပြီးလျင် အမှုကိုပိတ်လိုက်လေသည်ဟုတ်ကဲ့ဆရာကြီးတကုံရှင်များရေးသားတဲ့ ောက်ကျစ်သူများရာတော့လဲဆိုရဲဝိတုလူကလေးဒီမှာပဲအဆုံးသက်ပါပြီခင်ဗျာ။ဒါရောက်အားပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။မြန်မာပြည်သူပြည်သားများအားလုံးဘေးရန်ဒီရဲ့အမျိုးမျိုးမှာအမြန်ဆုံးကင်းဝေးကြပါစေခင်ဗျာ။